မ္မနိုင်ငံအရေးကိုဝေဖန်တုံ့တက်နေတဲ့အမေရိကန်နိုင်ငံသူလားအင်္ဂလန်နိုင်ငံသူလားဟိုမှုကြီးဒေါက်တာရောမီမီဝင်းဘတ်တို့ ਨੇ ကျွန်တော်ဝဲလေးတစ်ပွဲလောက်ရှိသေးတယ်ဒီတော်လိုင်းရင်အားစုလက်နက်ကင်အားစုတွေပေါ်မှာတယောက်ကဘလူးမျိုးကစားခဲ့တယ်လူပညာတွေချစ်လက်နဲ့ပစ္စည်းတွေဘလို့ပံ့ပိုးပြီးတော့ဘလူးမျိုးသူတို့ရဲ့နိုင်ငံရေးဒီဂျိပစီပွားရေးအပိုင်းခြေကိုရလို့ဒီအတွက်ကိုတုံးချခဲ့တယ်လေကျွန်တော်တို့တိတိကျကျတဲဖြတ်လေ့လာကြည့်လို့ပါတယ် ဟယ်လိုချရမီဘာပြည်သူညကိုမော်မများအလုံးပဲမင်္ဂလာပါ newsbit channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ်မတ်လ23ရက်နေ့ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာနောက်ဆုံးချက်တရတဲ့တလန်တရင်ကောင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်မြဝပြည်သူတွေနေနေပါလားဒီနေ့မှာတော့အားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှလုံခြုံဆောင်သောမြန်မာအဆင်ပြေချုံးမွေ့မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်ခါတိုင်းလိုပဲတရင်တိုလေးတွေကြည့်လိုက်ရအောင်နော်။ပထမဆုံးတရင်တဘိုးအနေနဲ့ကတော့ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာချမ်ပစစ်တပ်ရင်တန်းရှေ့ပြေကင်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့လို့စစ်တပ်ကဗိုလ်ကြီးတဝပါဝင်နှုတ်တေဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။သတင်းကောင်းလေးပဲပေါ့နော်။နောက်ထပ်သတင်းတဘိုးအနေနဲ့ကတော့ချင်းပြည်နယ်ဟာခါမြို့မှာစစ်တပ်ရဲ့ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေဖျက်တောက်ထားပြီးတော့မှစစ်ကောင်စီတပ်ကတပ်တွင်းစီးပင်းစမှုတွေစောင့်ရနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စစ်ကြောင်းထုတ်ဖို့ဖြစ်နေတဲ့အထုသဖြင့်ယူအာနီနာပေါဝင်ခြင်းတွေမှာစစ်ကြောင်းထုတ်ဖို့ဖြစ်နေတယ်ဒါမှမဟုတ်ရင် ဖလန်းနဲ့ထန်တလန်ပဲစစ်ကိုပို့ဖို့လားအဲ့ဒါပဲရှိတယ်တထဲမှာစီရဲတော့ပြင်ဆင်နေကြတယ်ဆိုပြီးတော့မှဟာဟာဒေတာခန်စီတရင်မြေကနေပြတော့ပြောဆိုထားတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့အနေနဲ့အခုဆိုရင်ကျွန်တော်တို့ပေါ့နော်ဟာဟာမျိုးမှာဒီလိုမျိုးဖုန်းလိုင်းထန်တလန်တွေဖျက်တော့ပြီးတော့မှဖလန်းမျိုးကိုဖိဖိစီစီနဲ့တိုက်ခတ်ဖို့ပြင်ဆင်နေတယ်လို့ကျွန်တော်ယူဆရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ကတော့ဖလန်းမျိုးမှာဆိုရင်ခလာရ268တကူတည်းသာကြန့်ရှိတော့တာဖြစ်ပြီးတော့မှမကြခင်မှာတော့ဖလန်းမျိုးနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ထူးခြားတဲ့တရင်ကောင်းတွေကျွန်တော်ကြားဖို့ရှိတာဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကျင်းပါကတော့မူကြီးနေမျိုးစင်ရတယ်ပြီးတော့ခုဆိုရင်မြောက်လိုက်တို့ဖစ်စစ်တန်းပါအချင်းချင်းပြပြီးတော့မှဇတ်တူတာတဲ့ဖြစ်စဉ်တွေပေါ့နော်များစွာရှိနေပြီဆိုတဲ့အကြောင်းကိုကျွန်တော်မျိုးဘက်ပြည်တွေကိုဒီချာလေးရှင်းပြပြောဆိုထားရပဲဖြစ်ပါတယ်ကျွန်တော်မူကြီးနေမျိုးစင်ရဲ့ပြောစကားလေးနဲ့တူအယုံဆုံးကြည့်လိုက်ရအောင်နော် cannibalization ရှင်းလို့ခေါ်ပါတယ်သူမူရင်းဓာတ်ရဲ့အသေးပြေကတော့ဇတ်တူတာလူသားချင်းစားတယ်ပေါ့ဒါပေမဲ့ဒီကျန်တဲ့ marketing ပိုင်းဆိုင်ရာ ီဤပညာပိုင်းဆိုင်ရာဒီမှာကြတော့အသုံးနှုန်းတွေကစင်ပွားပြောင်းလဲသွားပါတယ်ဥပမာဆိုလို့ရှိရင်ဒီ marketing ပိုင်းဆိုင်ရာ market cannibalization ဆိုလို့ရှိရင်တော့သူဟာအသုံးဝင်ပျက်စီးသွားတဲ့အရာမျိုးတူနှစ်ခုပေါ့တော့ဒီမှာဆိုအင်ဂျင်နှလုံးဒီအင်ဂျင်လည်းပြက်နေဒီအင်ဂျင်လည်းပြက်နေအင်ဂျင်တွေကအကောင်းနဲ့ဟိုအင်ဂျင်တွေကအကောင်းကိုပြန်ပေါင်းပြီးတော့အင်ဂျင်တစ်လုံးဖြစ်ပြန်အလုပ်လုပ်တာမျိုးကိုပြန်လဲရောင်းချတာမျိုးကိုဒီ cannibalization လုပ်တယ်လို့ဒါဒီဘုကပြောလို့ရတာပေါ့ဒါ cannibalization ရဲ့သဘောတရား marketing ပိုင်းဆိုင်ရာလို့ဒီပညာပိုင်းဆိုင်ရာ cannibalization ဆိုရင်လည်းအခု အခုတွေ့ပါလိမ့်မယ်တရုတ်ကထုတ်တဲ့ BYD တုံးတဲ့ electric car တွေဟာ5မိနစ်တော်တဲ့မှာပဲကီလိုမီတာ300ကိုသွားနိုင်တဲ့ recharge ကိုတွင်းနိုင်ပြီဆိုတဲ့အချိန်မှာမိနစ်15မိနစ်မိနစ်20လောက်အချိန်ပြီးတွင်းမှာကီလိုမီတာ100ကျော်ပဲသွားနိုင်တဲ့ Tesla ကိုလုံးဝကျော်တက်သွားတဲ့အတွက်ကြောင့် Tesla ဈေးကွက်တွေအပြင်းထန်ပြုတ်ကျလာတယ်ဒီပညာပိုင်းရှင်ပြန်မှုအရာပေါ့နော်ကျွန်တော်ဆီလနဲ့ပစ္စည်းပိုင်းဆိုင်ရာတွေ cannibalization ဖြစ်တာလေးကိုကျွန်တော်သုံးသပ်ကြည့်အောင်အခု Ukraine နဲ့ Russia ဖြစ်တဲ့စစ်ပွဲ အခုဆိုရင်ယူကရိန်းဘက်ကိုပေးပို့လာတယ်ဆိုတော့အမေရိကရဲ့နောက်ဆုံးပေါ်နည်းပညာတွေလို့ဆိုထားတော့ညာလည်းပဲသူတို့ဟာယခင်နှစ်ဆယ်စုနှစ်ဒီကလေးကတည်ရင်ထုတ်လုပ်လာပြီးစစ်ပွဲအတွက်အသင့်ပြင်ဆင်ထားခဲ့ကြပြီမဲ့တကယ်စစ်ပွဲမှာသူတို့လက်နက်တွေသုံးမယ်တကယ်ကိုဒီ hyper အဆင့်တွေဖြစ်တဲ့ဟိုမှာတရုတ်နဲ့အမေရိကန်လိုမျိုးရှင်းချပြီးတိုက်ကြမယ်ဆိုတဲ့အချိန်ကျတော့လွန်ခဲ့တဲ့15နှစ်နှစ်20 30ထုတ်လုပ်ထားတဲ့လက်နက်တွေကအသုံးမဝင်နိုင်တော့ဘူးဒါကြောင့်မို့သူတို့ထုတ်လုပ်ထားတဲ့လက်နက်တွေကိုအဖိုးနဲ့ဝင်ပါဇုံဒီယာပြန်လဲအကျိုးမြတ်ရရှိစေဖို့ဂျာဂန် proxy war တွေတော်လကောင်း လက်ရှိဖြစ်ပေါ်လာတဲ့ကမ္ဘာနိုင်ငံကြီးတွေအားအပြိုင်မှုတွေတော်တော်ဖြစ်ဖို့စစ်ပွဲတွေဖန်တီးကြပါတယ်ဖန်တီးတဲ့အချိန်မှာဒီ cannibalization ရနည်းပညာနောက်ကျကျန်ခဲ့တဲ့သူတို့အတွက်အသုံးမဝင်နိုင်တော့ဘူးလို့ယူဆတဲ့လက်လက်တွေကိုဒီစစ်ပွဲတွေမှာထုတ်သုံးပြီးတော့ Ukraine စစ်ပွဲမှာအများအများဘီလီယံနဲ့ချီပြီးအသုံးပြုခဲ့တယ်ဆိုတော့စစ်လက်နက်ပစ္စည်းတွေဟာလည်းပဲတကယ်စစ်လက်နက်ပစ္စည်းပိုင်းဆိုင်ရာ cannibalization ဖြစ်လာတဲ့နောက်ဆက်တွဲဖြစ်ပါတယ်ဒါ Ukraine နဲ့ Russia နောက်ပြီးတော့အခုဖြစ်ပေါ်နေတဲ့ရည်မြင့်တဲ့ အာဒီဟူတီတပုန်ကြီးရဲ့ဂျာဒါလေးကိုနိုင်ရှင်သုံးသက်ပြပြီကျွန်တော်တို့နိုင်ငံလည်းပဲအလားတူပါမယ်အခုဆိုရင်ကျွန်တော်တို့သုံးသက်ကြည့်ပါကျွန်တော်တို့နိုင်ငံရဲ့ဒေါ်လာရင်းမှာဒီအင်ဂျင်ဂျင်အာဂျီတရုတ်ကွန်မြူနတီနိုင်ငံကဘလူးနီးနဲ့ပတ်ဝန်းပတ်သက်ခဲ့တယ်လေ၄နှစ်တာကာလတော့တဲ့မှာဒီဖက်စစ်အကြဖက်စစ်ရှုံးကောင်စီဘက်ကိုဘလူးနီးနဲ့သူတို့ပံပိုးမှုတွေရက်တိမှုတွေနိုင်ငံကြီးနဲ့စီးရဲကစားမှုတွေနောက်တစ်ခါတင်းငယ်နေဆက်ထိတွေ့နေတဲ့တိုင်းသားဒေါ်လာရင်း ERO ကြီးတွေနဲ့အဲဒီဒေါ်လာရင်းအင်အားလက်နက်ကင်အင်အားစုတွေပေါ်မှာတရုတ်ကဘလူးမျိုးကစားခဲ့တယ်လေဤပညာတွေစစ်လက်နက်ပစ္စည်းတွေဘလူးပံပိုးပြီးတော့ဘလူးမျိုး သူတို့ရဲ့နိုင်ငံရေးဒီဈေးပတ်စီးပွားရေးအပိုင်းခြေကိုရလုံမှုအတွက်ကိုအသုံးချခဲ့တယ်လဲကျွန်တော်တို့တိတိချာချာအကဲဖြတ်လေ့လာကြည့်ဖို့လိုပါတယ်ဥပမာလေးတစ်ခုပြောရရင်တော့ drone တွေပေါ့တော်လိုင်းဘက်ကိုလည်းပဲဒီဘက်ကနေစီးဆင်းလာတဲ့ drone တွေရှိတယ်ဒါပေမဲ့ drone ကသူကနည်းပညာတွေကအပြိုင်ဆိုင်ပြိုင်နဲ့ drone မှာအသုံးပြုတဲ့ဒီပြန်တမ်းမှု flight control ထိန်းချုပ်တဲ့ frequency တွေပေါ့နည်းပညာတွေအရဒီ flight ဒီ flight control ရဲ့ frequency ကိုထိန်းချုပ်နိုင်တဲ့ jammer ရှိတယ်ဒီ jammer ကိုတခါတော်လိုင်းဘက်ကိုတခါရောင်းလိုက်အားစစ်ကောင်စီဘက်ကိုရောက်လာတဲ့ jammer ဒီ drone တွေပြုတ်ကြလိုက်ပြုတ်ကြတခါဒီ တော်လင်းဘက်ကထိန်းချုပ်တဲ့ဒဇုံတွေကိုပြန်ပြီးထိန်းချုပ်နိုင်တဲ့ဂျမ်မာကိုတော်စစ်ကောင်စီဘက်ကိုရောင်းလိုက်အာတော်လင်းဘက်ကတစ်ခါတစ်ခါကြားလိုက်ဒီပညာဖြည်းဖြည်းဖြည်းသူမြင့်ကိုမြင့်သူဘက်မြင့်လိုက်ဒီဘက်နှိမ့်လိုက်နေတယ်သူကစားလာတာဒါတော့ဗိုလ်ကြီးနေမျိုးစင်အနေပြတော့ပါနော်ဒီ cannibalization နဲ့ပတ်သက်ပြတော့မှအဲ့ဒီ war ရဲ့အထိပ်ပဲအကြောင်းရဲ့ပြတော့မှကျွန်တော်တို့အခုကမ္ဘာနိုင်ငံတချို့နဲ့ပေါ့နော်ဈေးရဲ့ချင်းတွေအကြောင်းကိုတွန်းနေပြတော့မှတုံးသက်ပြောဆရာတာဖြစ်ပြတော့မှမြန်မာနိုင်ငံမှာဆိုရင်လည်းတချို့ဒီအင်အားကြီးနိုင်ငံတွေရဲ့အပြိုင်ဆိုင်လှုပ်ဆောင်နေကြတဲ့အကြောင်းတွေကိုတွန်းနေပြတော့မှပြောပြထားတာပဲဖြစ်ပါတယ် မြန်မာနိုင်ငံအစိုးရအနေနဲ့မှာတော့သူတို့အနေနဲ့ပေါ့နော်အချင်းချင်းဇက်တူတာစားနေတဲ့ဖြစ်စဉ်တွေကျွန်တော်တို့ခွေးရဲ့ပိုင်းတွေ့နေရတာမှာအနည်းဆက်ဆုံးပြောမယ်ဆိုရင်တော့ကျွန်တော်တို့နေအောင်ချိန်မှာဆိုရင်တော့ပေါ့နော်လျှောက်ငယ်တားတွေရဆိုရင်စစ်ကောင်စီအရာရှိတွေရဲ့ကြီးနိုင်ငံချင်းဆိုတဲ့ပုံစံမျိုးနဲ့ဆက်ဆံခါနေရတော့ကျွန်တော်တို့တော်တော်ပဲဖြစ်ပါတယ်ဆိုတော့တစ်ဖက်မှာတရုတ်ကနေပြီးတော့မှကျွန်တော်တို့ဒီတော်လိုင်းရဲ့တပ်ဖွဲ့တွေစီမှာလည်းနေတွေချောင်းပေးနေတာဖြစ်တယ်လို့မြောက်လိုင်းတို့အစုစီမှာလည်းပေါ့နော်ဒီပညာတွေကိုအကူအညီပေးပြီးတော့မှဒီတော်လိုင်းရဲ့ကိုမကြကြအောင်ပေါ့နော်လှုပ်ဆောင်နေတယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ဖလမ်းမျိုးတင်တဲ့ပွဲမှာစစ်ကောင်စီဘက်ကနေပြီးတော့မှဒုဗိုလ်ကြီးတကောင်တည်ဆုံသွားတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့မှတင်ဆက်ထားတဲ့ဟာလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။အိုက်ပွဲတွေပြင်းထန်နေတဲ့ဖလမ်းမျိုးကနောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့အမှတ်268ခြေလင်းတရင်ကတရင်မူဒုတိယဗိုလ်ကြီးဝေလင်းထွန်းဟာတိုက်ပွဲအတွင်တည်ဆုံသွားတယ်လို့သိရပါတယ်။ဖလမ်းမျိုးရဲ့နောက်ဆုံးလက်ကျန်စခန်းမကြာရေးအတွက်ခလာရ268ထံကိုစစ်ကူတွေပို့ခဲ့ပေးမယ်။စစ်ကူတွေရောက်ပြီးနောက်တရက်မလ18ရက်နေ့မှာပဲ တရင်မူဒုတိယဗိုလ်မှူးကြီးဝေလင်ထွန်းသိမ်းဆုံးသွားခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဖလန်မြို့ကိုစစ်ကူရောက်လာတဲ့တပ်ဟာတရင်မူဒုတိယဗိုလ်မှူးကြီးမင်းခတ်အောင်ဦးစီးတဲ့တပ်မ89ကိုကဲမှုအောက်ကရတခမရ391ဖြစ်ကြောင်းသိရပါဗျ။ရတခမရ391ကိုအင်းတော်ဘက်ကစစ်ကူပို့ဖို့အစီအစဉ်ထားပေမဲ့ဖလန်မြို့ကြမှာဆိုတာကြောင့်စစ်ကူလွတ်လိုက်တာဖြစ်တယ်လို့သိရပါဗျ။သိမ်းဆုံးသွားသူခလာရ268တရင်မူဒုတိယဗိုလ်မှူးကြီးဝေလင်ထွန်းဟာ စစ်တပ်ကတော့အပတ်စဉ်46ကျောင်းစီမဲဖြစ်ပါရဲ့ရှင်ခုဒီမှာကျတော့ကြားတဲ့တန်းဆွန်တော့ပေါ့နော်ဒီဖလန်မြတဲ့တဲ့ပွဲမှာတော့စစ်ကောင်စီရဲ့တိုင်မှုဒုဗိုလ်ကြီးကတော့ကျတော့တော်လိုင်းရဲ့ရဲဘော်တွေရဲ့လက်ချက်နဲ့ပဲခုဆိုမျိုးစာဖြစ်သွားတာပဲဖြစ်ပါတယ်ချင်းတော်လိုင်းညီကိုတွေကတော့အားလုံးစူးစူးစစ်စစ်နေပေါ့နော်အခုချိန်မှာသူတို့တိမ်ပိုက်ဖို့ကြံရှိနေတဲ့တခုရီတော့စစ်ကောင်စီရဲ့ဒီခါလာ168ကိုအပြည့်တင်နေဖို့စ조사နေကြတာမလို့ မကြာခင်မှာတော့ကျွန်တော်တို့နဲ့တည်င်းထူတွေကြာဖို့ရှိတာဖြစ်ပါတယ်စကွန်စီဘက်ကနေပြီးတော့မှရဖြစ်သွေးမှုတွေစစ်တိုက်လှုပ်ဆောင်နေပြီးတော့မှပေါ့နော်အခုဆိုရင်ကျွန်တော်တို့ဒီ flight မြတ်တဲ့ပွဲတော့မကြာခင်မှာတော့ကျွန်တော်တို့အနေနဲ့ဒီထက်ပိုပြီးတော့ပြင်ထလာဖို့ရှိတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ် video သဘောနေနဲ့ဒီဘောမရက်ကွာအပအသမီးရနေပြီးတော့မှမြောက်လိုင်းတို့လေအောက်ကနေပြီးတော့မှအလုံးလုံးနေကြတဲ့ NAS stadium တွေကအခုအချိန်ထိပေါ့နော်ရထုတွေလည်းမတိုးတဲ့ပြင်လဆာလည်းမတိုးပေးဘူးဆိုတော့မှညညပြောဆိုထားတဲ့အလဲကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် ဟိုလေ line ပေါ်မှာပေါ့လက်စာတူးမယ်ဆိုပြီးတော့လေအဲအပန်ကန်ကြီးပေါ့အပန်ကန်ကြီးဟိုဟာနိုင်ငံတော်တစိုက်တီဘာရင်နဲ့ထုတ်နေရတာအတူကြီးနော်ဂျင်းထဲနေတာလီလာပိုင်းဆိုရင်မြန်မာပြည်ကလူတွေကလေဘာဖြစ်လဲဆိုယောဂထားတယ်အဲပတ်ကြုံတဲ့အချိန်မှာပေါ့လာစာတူးလို့ကုံစင်းလုံးတက်ချင်တာအဓိကတော့ဝန်ထမ်းတွေကတော့သူတို့ကငကိုတွေကလာစာနဲ့လောက်တာနဲ့မမြောက်ဘူးလေလာစာတိုးချင်ကြအာဆီယံနိုင်ငံမှာလာစာအနေဆုံးနဲ့မှာပါတယ်လေပါတဲ့ခါကျသူတို့ကတိုးချင်တယ်ကျမတို့ဝန်ထမ်းအကောင်ကတိုးချင်တယ်ဒါပေမဲ့အဲ့ ဝင်ထန်းကဝင်ထန်းနေရအဲ့ဒါကိုမမြင်ဟိုမပြောဘူးမမြင်လင်းပေါ့နော်အဲလက်တဆုပ်စာလောက်ရှိရဲကုံတယ်ပွဲစားတွေခရိုနီတွေကအဲ့ဒီမြန်မာပြည်ရဲ့ပြည်သူလူထုတွေကိုလေးလပိုင်းဆိုရင်လုတ်ပြီးကုံစင်းလုတ်တက်ချင်တဲ့ခါကြာလေအဲဘလာစာတိုးမှာကုံစင်းလုတ်နေတက်တော့အဲ့လိုတွေလုတ်တယ်အဲ့ယောဂတွေရှိရဲအဲ့ဒါအခုအတူကြီးလို့တချို့တွေဆိုရင်ပြောတယ်ဟာလာစာတိုးပြီးတော့ဆိုင်းနဲ့ဦးထွက်လာပြီဆိုပြီးတော့အဲ့လို ဟိုဆိုပြီးတော့ပျော်ရွှင်စွာနဲ့အဲ့လိုမျိုးပေါ့နော်အမှန်တကယ်တော့သူတို့ကုံစင်းလုံးတက်ဖို့အတွက်လှုပ်ရှားတာပေါ့နော်ကျွန်မပြောသလိုစီးပွားရှာတာလည်းရှာဖို့ကွာဟိုပြည်သူကိုချနေပြီးရှာတဲ့စီးပွားကိုစားရက်တယ်ကျွန်မအံ့ဩနေနော်သူများတွေမျက်ရည်ကြီးနေကြပြီးကျွန်မတို့အခုဒါပြောကုန်ပြီနော်သူတို့ချင်းတော့မဟုတ်ဘူးစိုက်ပြိုးတဲ့ဟာတွေလို့နော်ကို့အစီအရထွက်တဲ့ဟာကြရင်လုံးဝဈေးမတက်ပါဘူး တို့ရောင်းတဲ့ဟာကိုဈေးတက်တယ်။လောက်ခဆိုရင်အနည်းဆုံးအခြေခံလားစာတသိန်း၈တောင်းကနေတစ်ခါမှမတက်သေးဘူး။တသိန်းခွဲတသိန်း၈တောင်းနဲ့ရည်ကျင်နဲ့စားရတဲ့ထမင်းကြတော့အရန်ကိုများများစားနေရ။စစ်သားတွေဆိုရန်စံနာစရာကောင်းတယ်။ရိတ်ခဆိုငွေ950တဲ့။ဘာလို့လို့ရမှာကြောက်တလုံး900ဖြစ်နေပြီလေ။ဘလို့မှစားလို့မရဘူး။ရန်ရန်တထုတ်ကို900 800ဖြစ်နေပြီရက်ခ6ဆိုပြီးတည်သွားဖို့ရန်ရန်ထုတ်တောင်မရဘူးတနက်စားတော့မရဘူးအဲ950လေးတော့ ြင်ပေးတင်ပါတယ်။တာဝန်ရှိလူကြီးများပြင်ပေးတင်ပါတယ်။ပြီးလို့ရှိရင်ကုံစင်းနှုတ်တက်ဖို့ပဲစူးစမ်းနေနဲ့ကုံစင်းနှုတ်တက်ပြီဆိုတာနဲ့လောက်ခလာစားဘူးလေတိုးဖို့စဉ်းစား။လောက်ခလာစားဆိုတာအစိုးရဝန်ထမ်းကိုပြောတာမဟုတ်ဘူးနော်။အခြေခံပြည်သူတွေရဲ့အားကိုပြောတာ။ကဲဒီဘာသမီးရတော့ဗောနော်။ခုချိန်မှာတော့မျောလိုက်တဲ့အုပ်စုနဲ့ခရိုနီပေါင်းပါတဲ့တိုက်ကနေပြီးတော့မှပူပေါင်းပြီးတော့မှကုံစင်းနှုတ်နဲ့မတက်တက်အောင်လှုပ်ဆောင်နေတဲ့ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပါတယ်။ ကုံစင်းတော့တစ်ဖက်ကနေပြီးတော့မှဒီတဟုန်ထိုးနေပါတော့မြင့်တဲ့နေပေမဲ့ကျွန်တော်ဒီကြောမဲ့ပြည်သူတွေရဲ့အခြေခံလဆာတော့မတက်တဲ့ဖြစ်ရင်အခုဆိုရင်ဝေချဖောင်းပွမှုတွေဆက်လက်ဖြစ်ပေါ်နေတာပြီးတော့မှမြောက်လိုင်းတို့လိုမျိုးအုပ်စုတွေဟာပဲပေါ့နော်ပြည်သူတွေဆီကနေပြီးတော့မှကိုသွေးဆုပ်ကြည့်ပေါ်နေကြတော့ကျွန်တော်တဲ့ရပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်မြန်မာပြည်တဝန်းလုံးမှာရှိတဲ့စစ်ပွဲလုပ်ငန်းများမှာအခုဆိုရင်ပါနော်မြောက်လိုင်းတို့တာသမီတွေကနေပြီးတော့မှလူကြီးအုပ်ထားတာဖြစ်ပေါ်မှာကျွန်တော်ပြည်သူတွေကတော့ ဒီလိုမျိုးဆက်လက်ပြီးတော့မှဆင်ယံဝဲတည်ခြင်းတွေနဲ့ခန်းဆားနေရတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီခုဆိုရင်ဘောမတွေကိုယ်တိုင်ရတယ်ပြီးတော့မှပေါ့နော်ဂုံစင်းတို့မြင့်တင်တာတွေနဲ့ပတ်သက်ပြီးတော့မှသူတို့ကိုယ်တိုင်ထုတ်ဖို့ပြောကြလာတာမို့လို့မြောက်လိုင်းတို့ရဲ့အရေးချင်းဟာဆိုရင်တဖြည်းဖြည်းနဲ့ဘူးပေါ်သလိုပေါ်လာတာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတပုတ်တွေနဲ့ပြူကောင်းဆောင်ဘိုးတော်ကနေပြီးတော့မှကျတော့တော်လံပြတော်သားတွေဖြစ်တော့ဒေါက်တာမီမီဝင်းမနဲ့ဥယျာဉ်မှာဘယ်လိုမျိုးစင်ခေါ်ပြောဆိုထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်မြန်မာနိုင်ငံအရေးကိုဝေဖန်တုံ့တက်နေတဲ့ မေရိကန်နိုင်ငံသူလားအင်္ဂလန်နိုင်ငံသူလားဘုံမှုကြီးဒေါက်တာဒေါ်မီနီဝင်းဘတ်တူ ਨੇ ကျွန်တော်ဝဲလေးတပွဲလောက်စီစဉ်ပေးပါလားစီစဉ်ကြိုက်တယ်အဲ့တော့ကျွန်တော်ကလည်းပြည်သူရှေ့ကောင်းဆောင်လို့ကိုကိုကိုအမွှေးတင်ထားတဲ့အတွက်ပြည်သူရှေ့ကောင်းဆောင်မဲဖြစ်ဖြစ်တမတော်ကောင်းဆောင်မဲဖြစ်ဖြစ်ဒါကိုကြီးဝင်းကြီးပဲဖြစ်ဖြစ်ဟော လဲယုံကြည်နှလုံးကြီးဆိုတာရှိရပါတယ်ရှိအဲအဲ့တော့အဖြေတစ်ခုပေးအောင်လို့ဒါကွေဝင်ကြီးဥယီမွန်နဲ့တော်၎င်းအမေရိကန်ဘုံမှုကြီးဒေါ်မီမီဝင်းပန့်နဲ့တော်၎င်းတူချင်းတယောက်ချင်းမျက်စိပြီးစီချင်းလဲထိုးချင်းမျက်စိပြီးတော့လဲစီချင်းလဲထိုးချင်းပါကြီးစံ၃နောက်ကဲထည့်ပြီးတော့လဲရင်ဆိုင်တိုက်ပွဲတပွဲလောက်စီစဉ်ပေးပါလို့ ျွန်တော်ဒီနေရာကနေเนาะမေတ္တာရက်ခံပြင်ပြတောင်းဆိုတာပါတကယ်လုံးမှာနားကားနေဦးမယ်နော်ပြည်သူစစ်တာဝန်ထမ်းဆောင်ခဲ့တဲ့အခါမှာတိတိကျကျပြောရရင်1969ခုနှစ်မတ်လ29ရက်နေ့မှာကျွန်တော်ပြည်သူစစ်တာဝန်ကောင်းဆောင်တာဝန်စတင်ထမ်းဆောင်ခဲ့ပါအဲတော့ခမ်းမ်းပြောရရင်တော့ဗောဗျာယခုပြည်တော်စုသမ္မတမြန်မာနိုင်ငံမှာတမတော်ကာဝေးဦးစီးချုပ်ဗိုလ်ချုပ်ဦးကြီးမင်းအောင်လှိုင်ဟာ မူလာရန်ကျောင်းသားအဆင့်လောက်ပဲရှိလိမ့်မယ်ကျွန်တော်ထင်ပါတယ်။อืมပြောပြီ။ဆိုတော့ဒီနေ့ကျွန်တော်เนี่ยအသက်10နှစ်ကျော်ကျော်กว่าချနေပါဘူး။ခုမှကျွန်တော်လာပြီးတော့မှပြည်သူစစ်တာဝန်ထမ်းဆောင်တာမဟုတ်ဘူးဆိုတာကိုဒါရှင်းနေအောင်ကျွန်တော်ကျွန်တော်ပြည်သူစစ်တာဝန်ထမ်းဆောင်နေတဲ့အခါမှာပြည်တော်စုတမရမြန်မာနိုင်ငံတခွလုံးကမြောက်ပိုင်းကြီးလို့ခေါ်တဲ့ရှမ်းစောဘွားတမီထူတော်ပေးခဲ့တဲ့ဥလော်စစ်ဟန်တို့ ပြည်သူစစ်တပ်ဖွဲ့တောင်ပိုင်းကြာကြီးလို့ခေါ်တဲ့ဒီတန္တရကြီးရွာအုပ်ချုပ်ရေးဖွဲ့ကဦးမိုးဟင်းတို့တည်ထောင်ခဲ့တဲ့ပြည်သူစစ်တပ်ဖွဲ့ဦးမိုးဟင်းရဲ့နောက်မှာတော့အခုဦးခွင်စာတို့ဘုတုကြီးရွက်စစ်တပ်ကဲဒီရဲ့ဘာသားပေါ့နော်ပြူစော်ရီကောင်းဆောင်ကတော့ဟုတ်ဆိုရင်အတတိပြရမအချိန်မစီပဲနဲ့ကျတို့တော်လိုင်းရေးဘက်တော်တရိတ်ကိုစင်ကိုပြောဆိုထားတာပဲဖြစ်ပါတယ်။လက်သားမီပြုံးဘက်နဲ့ဥယျာဉ်မလို့နဲ့ပေါ့နော်။တပွဲလောက်နွယ်ချင်တယ်ဆိုပြီးတော့မှ ကိုတက်ကိုမအားမနာပဲနဲ့အခုဆိုရင်ဒီလိုမျိုးပေါ်လိုပဲစားတွေပြထားတာဖြစ်ပြမှာဒီလိုမျိုးပေါ့နော် အာချောင်းတက်တဲ့ဘောမနဲ့စခွဲတက်တက်ရာဆိုရင်လည်းကျွန်တော်များစွာတွင်းနေရတာပဲဖြစ်ပါတယ်ကျွန်တော်ဘက်ကနေပြတော့မှအခုဆိုရင်ဒီလိုမျိုးပေါ့နော်ဖြူစော်တီတွေနဲ့ပြီးသူတွေပေါ်နိုင်ချင်းတက်ဖြတ်နေတဲ့စခွဲတက်တက်ကိုဖြိုချနေတာမို့လို့ကျွန်တော်နေနဲ့အသက်ကြီးကြီးငယ်ငယ်အားလုံးပေါ့နော်ပြီးသူတွေဘက်ကမကူးပြောင်းလာဘူးဆိုရင်တော့မျိုးစွာဖြစ်ပြောင်းလဲပေးမယ်ဆိုတာတော့သူတို့ကိုယ်တိုင်သိရှိသိနေကြပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့အခုရပိုင်းကျွန်တော်ကြားရတဲ့သတင်းကတော့ စခွေးပေါ်မှာလော်ဘေးတတိုင်းနဲ့ပေါ့နော်သူတို့ပေါင်းပါတရားနဲ့ပြီးတော့မှမြောင်းနိုင်တို့အဆုနေနဲ့ကျွန်တော်တို့ပြည်သူတွေပေါ်မှာဒီဘုံချတက်ခိုက်တာတွေလုံးဝမရှိဘူးဆိုပြမှာပေါ့နော်မြောင်ညင်းတွေကြတော့ကျွန်တော်ဒီနေ့ကနေပြီးတော့မှဘုံကအရင်ကပြောခဲ့ဖို့တဲ့ video file ကိုဖွင့်ပြချင်တာဖြစ်ပါတယ်ဘုံကနေပြီးတော့မှအညာမြင်မှာစကောင်စီကနေပြီးတော့မှပြည်သူတွေရဲ့နေကြေးရတွေကိုပေါ့နော်စစ်တိုက်ဆိုလို့ဘုံချတက်ခိုက်မှုတွေမိရှုတာတွေစစ်တိုက်လို့ဆောင်နေတယ်ဆိုတဲ့အကြောင်းကိုပြောပြထားဖို့တာမလို့ကျွန်တော်တို့အတူကြည့်လိုက်ရအောင်နော်ဘာကြီးရွယ်ချက်ဘယ်လိုသဘောထားနဲ့ဘယ်လိုမျိုးလုပ်နေတယ်မသိဒါတောင်စစ်တပ်ရဲ့ အမေတဲ့လိုလိုလုံနေတဲ့လောက်ရက်တွေပေါ့ကြေးရွာတော်တော်များများမေးရှို့တယ်မလေးရဆိုရင်တရက်ထင်းနဲ့၃ရွာရှို့တယ်ဒါကနောက်အောင်ငယ်သားတွေကလုတ်ပြီးတော့အထက်ကခေါင်းဆောင်တွေမတည်ဘူးဆိုတာမျိုးလုံးဝမဖြစ်နိုင်ဘူးဒါဖြစ်လို့လဲဆိုတော့နောက်အောင်များတဲ့ဗမာနာတွေကနေရာတိုင်းမှာလို့ဖြစ်အာစဉ်းစားကြည့်တော့မင်းကတရက်ထင်းနဲ့ရွာ၃ရွာရှို့တယ်ဟာဒီဒီဒီရွာဆိုရင်ဒါအင်ဂျီရွာကနန်းရှိတဲ့ရွာတွေပဲအရှောင်လုံးအလူလူတွေကကြောက်လို့အပြင်မှာရှောင်နေတယ်အိမ်တွေကဒါအကုန်လုံးလိုချင်တာယူပြီးတော့ကျန်တာတွေမေးရှို့ဖြတ်စည်းသွားဒါဒီလူလူတွေက ကြောက်လာတဲ့မိုးရွာကြီးမှာဘယ်နေရာမှာသွားပြီးတော့နေကြမှာဒီမိုးရွာပြင်မှာတကြည်ရွယ်ဦးတွေရောကလေးငယ်လေးတွေရောအားလုံးကဒုက္ခရောက်ဟောတိုင်းပြည်ကိုအုပ်ချုပ်ခြင်းနဲ့အုပ်စုရဲ့လုံရက်ကလူမိုက်ခိုင်းဆန်ဆန်ပေါ့ဒီလိုဒီလိုလုံရက်တွေကျူးလွန်နေတဲ့လူတွေပေါ်မှာကျွန်တော်တို့ကတက်ပြီးယုံကြည်မှုကင်းမဲ့လာတာပဲရှိလိမ့်ဒီလိုအောက်တန်းကျတဲ့လုံရက်တွေဟာတိုင်းပြည်ကိုအတင်းအာရမအုပ်ချုပ်ခြင်းနဲ့လူကဒီလောက်ထိသေးသေးနှုံခင်းတဲ့အလုပ်တွေကိုလုပ်နေတာကျွန်တော်တို့လူထုတွေကဘယ်လိုဆက်ပြီးတော့တို့ကိုယုံကြည်လို့ရမှာတိတယ်ပို့ပြီးတော့ကျွန်တော်တို့ ဒီတိုင်းဒီကနေသူတို့မရှိမှဖြစ်မယ်ဆိုတဲ့အသည့်ဝင်လာတာပဲရှိဒီတော့အော်တန်းကြပြီးရက်ဆက်တဲ့အလုတ်ကဟောတာမန်လူမိုက်ခိုင်းနေတောင်မလုတ်တဲ့အလုံမျိုးပါလူလူတွေရဲ့အိမ်ကိုစီးမဲ့ကမ်းမဲ့တာဒီလိုရှုပ်သွားတယ်ဒါဆောရှုံးမှုတန်ဖိုးအဲ့ဒီမှာအများကြီးအများကြီးဖြစ်သွားပြီဒါ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 ရွှေတဲ့ပစ္စည်းရွှေတဲ့ပစ္စည်းဒါတော့ကျနာရုပ်ပြဘိုးဘုံတွေကိုလွန်ပြထားခဲ့တဲ့အနေထားတွေပေါ့ကျွန်တော်တို့ ဒီစစ်တပ်ကိုဘယ်လိုမျိုးယုံကြည်နိုင်တော့မရှိလာမြတ်တိုင်းဒီကိုဒုက္ခပေးခဲ့တယ်အခုအဆက်ဆက်မှာလည်းဒီရွေးကောက်ပွဲတွေလုပ်တယ်ဒီရွေးကောက်ပွဲရှုံးနိုင်လဲအနိုင်ကျင့်ပြီးတော့လူမိုက်ဆန်ဆန်အာနာပြန်သိမ်းတဲ့ဖြစ်စဉ်တွေရှိတယ်ဒါပေမဲ့ဒီခုတစ်ချိန်ကတော့တော်တော်ဆူဆူဝါးဝါးပဲစစ်တပ်ဟာအရန်ကိုရုံမှအောက်တန်းကျတဲ့ဒုစရိုက်ကိုင်းဆန်ဆန်ဒုစရိုက်ကိုင်းချက်တောင်ပို့ပြီးတော့ဟိုအောက်တန်းကျတဲ့အစင်တန်းမှာရှိနေတဲ့အဖွဲ့အစည်းတစ်ခုဆိုတာဒါဒီဒီဒီလောက်ရတွေကပေါ်ပြသွားတယ်မရင်းကျင်တဲ့လူသက်တဲ့မင်းရှို့တဲ့ဒါကျွန်တော်တို့အကြောင်းမဲ့ပြောတာမဟုတ်ဒါဒါလက်တွေ့ရှို့ထားတဲ့ ရွာတွေမနေ့ကတနေ့တည်းနဲ့၃ရွာရှုပ်သွားတဲ့ကိစ္စကိုသူတို့တင်ပြဒါကကျွန်တော်တို့ကဘာအတိဖို့လိုတယ်ကျွန်တော်တို့ပြည်သူတွေလည်းသိလို့ဖို့လိုတယ်ဒီလိုအောက်တန်းကြားတဲ့စစ်တပ်အုပ်ချုပ်နေတဲ့အနေအထားကိုလုံးဝဟောတာဝန်မဲ့ငြိမ်မနေကြဖို့လိုနေပြီပြည်သူတွေတစ်ချိန်ချိန်မှာဒီလိုမျိုးအောက်တန်းကြားတဲ့အနိုင်ကျင့်တဲ့လုပ်ရတဲ့ကဘယ်သူစီကိုမဆိုရောက်လာနိုင်တယ်ဒေချာပေါက်ရောက်လာလိမ့်မယ်ဒီမနေ့တရားတက်ဆုံးအဲ့ဒီအဲ့တော့ကြောင့်တက်ညီလက်ညီနဲ့ဒီမိစ္ဆာအဖွဲ့အစည်းဖြစ်နေတဲ့အချိန်ကတော့စစ်တပ်လို့ခေါ်တဲ့ဒီအဖွဲ့အစည်းကိုကျွန်တော်မြန်မာမျိုးကနေ အပြတ်မောင်းချော်ရမယ်ဆိုတာအားလုံးသိဖို့လိုတယ်။ကဘာကသိဖို့လိုတယ်။ကျွန်တော်တို့မြန်မာပြည်သူတွေအားလုံးသိဖို့လိုတယ်။ကဲမိုးတကားပြောတော့ရေရောက်ကောင်းတယ်နော်။ဒီဗီဒီယိုကတော့အနည်းဆုံးတနင်္လာနေ့လောက်တော့ရှိပြီဆိုပေမဲ့ကျွန်တော်အခုဒီမိုးတကားပြောတဲ့ဟာတွေကတော့အခုချိန်ထိစကောင့်စီရလွယ်ရတွေနဲ့ကန့်ညီနေတာဖြစ်ပြီးတော့ကမ္ဘာနိုင်ငံတွေကနေပြီးတော့မှလည်းပေါ့နော်။ဒီချာလေးကိုအေးအေးယူဒန်ခပေးဆိုတင်နေတာပဲဖြစ်ပါတယ်။မြောက်လိုင်းတို့ဟာဆိုလည်းဒီလိုမျိုးကျွန်တော်ပြည်သူတွေပုံမှာ စေရာဇမှုပေါင်းများစွာကျွလွန်ထားတဲ့ပြင်သူတို့ပီတာဆူရီယာနဲ့မြန်မာကုမ္ပဏီခွဲပေါင်းများစွာနဲ့အဟုဆိုရင်ပြည်ပနိုင်ငံတွေကနေမြန်မာပါနော်ကုန်ပစ္စည်းတွေတင်သွင်းတာတွေစတိုက်လို့ဆောင်နေတာပြပြမှာကျွန်တော်မိဘပြည်သူတွေရဲ့ရတဲ့ရထတဲ့ကြိုးခန်းစားခွင့်တွေကိုအခုသိဆိုရယူနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီတော်လိုင်းမှာတော့အားလုံးပြည်သူတွေထက်ထက်ဝင်နဲ့ပူးပေါင်းရမယ့်ချင်းပြပြမှာ2015ဆိုရင်ကျွန်တော်ပို့ပြီးတော့တောင်းပါပါနော်အရေးကြီးတဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်အားလုံးသူကစီလို့ညီရဆောင်နဲ့ကျွန်တော်အနေနဲ့တိုက်ထုတ်သွားဖို့ တနေ့တန်ချာထားပြီးပြီမို့လို့ကျွန်တော်မိဘပြည်သူတွေနဲ့ပေါ့နော်ရရနေတဲ့ဒေတာလိုင်းမှာပူပေါင်းပေါင်းကြပါဆိုလို့ပြောရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်ဆက်ဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်ချမ်းမြေ့ခြင်းနဲ့ပြည့်စုံပြီးတော့မှတရားရဲ့ချမ်းသာညလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်